။တရေကြီးဝါရင်ဘတ်ဖက်ကဒီလိုပြောခဲ့တယ်။ဘယ်တော့မှ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းနဲ့မရက်တည်ပါနဲ့တဲ့။ဒုတိယဝင်ငွေလမ်းကြောင်းတွေရဖို့ရင်းနှီးမြှုပ်နှံမှုတွေလှုံ့ဆော်ပါတဲ့။ချမ်းသာကြွယ်ဝတဲ့သူတိုင်းကိုလေ့လာကြည့်ရင်နီလန်းတစ်ခုတည်းနဲ့ဝင်ငွေရရှိနေတာမျိုးမဟုတ်တာကိုတွေ့ရှိရပါလိမ့်မယ်။ရနေသလောက်နီလန်းအမျိုးမျိုးနဲ့ဝင်ငွေရရှိနိုင်မဲ့ income model တွေကိုပေါ်ဆောင်ပြီးတော့ဆောင်ရွက်နေကြတာကို တွေ့ရပါလိမ့်မယ်။ဟိုဘက်မှာ ဖုံးအယောင်ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်ဆိုရင် ဖုံးဟန်းဆက်တွေကြီးပဲရောင်းချနေခြင်းကနေဝင်ငွေတမျိုးတည်းရနေတာမျိုးမဟုတ်ပဲနဲ့ဖုံးပေတွေရောင်းချမယ်ဖုံးအပုပ်ပစ္စည်းတွေလည်းရောင်းနိုင်မယ်ဖုံးအလှဆိုင်ပစ္စည်းတွေလည်းရောင်းအောင်မယ်ဖုံးပြင်အောင်မယ်စကန်အလဲအထပြုလုပ်ခြင်းစတဲ့နီလမျိုးစုံ အင်ခန်းမော်ဒယ်မျိုးစုံနဲ့လဲပတ်နေတာကိုတွေ့ရပါလိမ့်မယ်ပို့ပြီးတော့လောက်ကင်သွားနိုင်တယ်ဆိုရင်တော့ဖုံးဆိုင်ကိုမှစိုင်းဒီဇိုင်းထဲရဲ့ဝင်ငွေနဲ့မရက်တီတော့ပဲ ဆိုင်ခွဲပေါင်းများစွာခွဲထွက်ပြီးတော့ဝင်ဝင်လမ်းကြောင်းပေါင်းများစွာရရှိအောင်ဆောင်ရွက်ကြရမှာပဲဆိုတော့ဆိုင်ဒီဇိုင်းထဲကကိုကဝင်ဝင်လမ်းကြောင်းလေးတွေစုပေါင်းထားတဲ့အဆောက်အဦတစ်ခုဖြစ်နေတာပါပဲအခြားစီးပွားရေးလုပ်ငန်းတွေအားလုံးဟာလည်းဒီသဘောတရားအတိုင်းပဲလက်ပတ်နေကြတာဖြစ်ပါတယ်ဒါဟာသဘာဝအရာကိုကဒီလိုရနိုင်သမျှအင်ခန်းတွေရှာဖွေလှုပ်ဆောင်မှသာ အရင်ကြည့်ပြီးတော့မြတ်မာဂျင်ပိုရရှိနိုင်မှာဖြစ်လို့လုပ်ငန်းရှင်တိုင်းဟာ ဖြစ်မနေရှာဖွေဆောင်ရွက်ကြရပါတယ်ဒါပေမဲ့ဝန်ထမ်းအနေနဲ့လောက်ကန်ကြသူတွေအနေနဲ့ကတော့နေချာမတူညီတော့ပဲ꿰ပြတော့ကအလုပ်အတွက်လည်းတနေ့တာအချိန်အများဆုံးကိုပေးထားကြရပါတယ်ဒီအတွက်နောက်ထပ်ဝင်ဝင်လမ်းကြောင်းတစ်ခုကိုရှာဖွေဖို့ဆိုတော့မလွယ်ဘူးလို့တွေးမိကြတယ်လို့ပိုပြီးတော့အားထုတ်မှုလှုံ့ဆော်ရမှာဖြစ်တဲ့အတွက်အများစုကအားယွံသွားလိမ့်ရှိကြပါတယ်ဒါပေမဲ့ဒါတွေကြောင့်လည်းအားယွံပြီးထားလိုက်တော့မှလားဆိုတော့ အသေးအချာပြန်စင်းဆောင်မှုလိုပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဝန်ထမ်းဘုရားကနေစတင်ခဲ့ပြီးတော့လက်စင်ရရှိခဲ့တဲ့လစာကိုအသေးအချာဘတ်ဂျက်ချမှတ်ကပုံမှန်ပမာဏတစ်ခုစုဆောင်းခြင်းတမန်ပမာဏတစ်ခု ကိုရတာနဲ့ investment တစ်ခုခုမဖြစ်မနေပြီလို့ရှင်းတို့ကိုစူးစမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အင်္ဂန်းတစ်ခုတည်းပေါ်ရက်တည်နေဖို့မသင့်နဲ့နောက်တစ်ချက်ကတော့ပြင်ပထိုးနှက်ချက် external factor နဲ့အပြောင်းအလဲတစ်ခုကိုတောင့်ခံနိုင်စွမ်းနေပါတယ်အတွက်ပဲဖြစ်ပါတယ်လက်ရှိအချိန်လေးလို့ နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးမတည်ငြိမ်မှုတခုခုလောက်ကြုံတွေ့လိုက်တာနဲ့စင်ကာအင်ကန်တခုတည်းပေါ်ရပ်တည်နေတဲ့သူတွေဟာငွေကြီးအခက်အခဲကိုကြုံတွေ့ဖို့ပိုပြီးတော့ရာခိုင်နှုန်းများလေးရှိပါတယ်ဒါတွေကြောင့်ပုံမှန်ဝင်ငွေရရှိနေတယ်ဆိုတဲ့အခြေအနေဖြစ်ပေမဲ့အားထုတ်မှုကိုမလျော့လိုက်ပဲနဲ့အ ਨੇ ဆုံးဒုတိယဝင်ငွေလမ်းကြောင်းတစ်ခုရရှိအောင်အစွမ်းကုန်စောင့်ရကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ